မင်္ဂလာပါရှင် ခသစ် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် မင်းအောင်နိုင်ရဲ့ရှိချင်းပြန်ကိုပြိုင်တူစိန်ခေါ်လိုက်တဲ့အင်းရဲ့ကြောက်ဖြူတိုးစဉ်16နှစ်သားအင်းကစစ်ကောင်စီနဲ့တရုတ်အစိုးရကိုတပြိုင်တည်းရင်ဆိုင်နေရတဲ့ကြောက်ဖြူတိုးစစ်ကအင်းတချုံရဲ့ခေါင်းဆောင်မှုကိုအကြီးမားဆုံးစမ်းသပ်မဲ့စစ်ပွဲလေးဖြစ်တယ်လို့သိရပါတယ်။2014ခုနှစ်မေလကအမရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ပင်လယ်ကမ်းခြေအသေးစားရေနံတွင်းလောက်ကအနီးကစားနေတဲ့ကလင်းငယ်တအူးရဲ့ဓာတ်ပုံကိုလည်းဖော်ပြထားပါတယ်။အမရခတက်တော်အင်းကရခိုင်ပြည်နယ်တွင်စစ်ကောင်စီဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူမြို့ကိုမေလအတွင်း ွင်ထိုးစစ်များစတင်ခဲ့တဲ့သတင်းထွက်ပေါ်လာခဲ့တော့လေရခိုင်မြို့သိန်းထိုးစစ်တွေနဲ့မတူးစည်ရေးသတင်းအချက်အလက်တွေကိုအထူးလူဝတ်ထားပြီးဒီကနေ့အချိန်ထိမြည်သည့်ကြီးညာချက်မှတရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူးဒီအချိန်မှာကြောက်ဖြူမြို့ရဲ့အနောက်တောင်ဘက်30ကီလိုမီတာခန့်အကွာမလကျွန်းကျေးရွာရှိတဘာဝတန်ငွေတန့်စင်ကန်တွန်းပို့ဆက်ယုံတရုတ်အစိုးရပိုင်ပါဝါချိုင်းနာကုမ္ပဏီကတိစောက်လဲပတ်နေတဲ့တဘာဝတန်ငွေထားပြီးဆိုင်ယုံ China National Petroleum Corporation ကုမ္ပဏီဖွဲ့ရဲ့တဘာဝတန်ငွေပိုင်လိုင်းထိန်းချုပ်ပို့လို့စကန်နဲ့ကလျက်တောင်ကုန်းပေါ်ရှိစကန်ကုန်းကိုအင်းကမေလ29ရက်နေ့မှာ drone များနဲ့တိုက်ခိုက်ခဲ့တဲ့သတင်းများထွက်ပေါ်ခဲ့ပါတယ်။အဲဒီစကန်မှာစစ်တပ်ကခန်းဆဲကလုတ်ချင်းများအခိုင်မာတိဆောက်တဆွဲထားပါတယ်။အဆိုပါတိုက်ပွဲများအတွင်းမေလ26ရက်နေ့မှာစစ်ကောင်စီတပ်နီးပြူဟာမှုပုံမှုကြောင့်အဆင့်တအုပ်သေးဆုံးခဲ့ပြီးစေဦးစီမှုပထမရန်အဆင့်ဒုတိယပုံမှုကြီးတအုပ်နဲ့တပ်ဖွဲ့ဝင်တချို့ကိုမေလ30ရက်နေ့မှာ အေအေကဖမ်းဆီးရမိကြောင်းသတင်းနဲ့တပ်ပုံတွေကိုဒေတာသတင်းမီဒီယာတွေကနေဖော်ပြခဲ့ပါတယ်။ရုပ်တရက်ထွက်ပေါ်လာတဲ့အဲ့ဒီသတင်းတွေကမြည်တိလာရကိုညွန်ပြနေတယ်လဲ။အေအေရဲ့ရခိုင်မျိုးသိန်းစစ်စင်ရေးများနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်ကြောက်ဖြူချင်းဆိုင်စစ်တပ်ရဲ့စစ်စင်ကိုကဲမှုအစစ်မြေအရာရှိများတည်ဆုံဖမ်းဆီးခံရတဲ့သတင်းတွေကကြောက်ဖြူမျိုးကအေအေလက်အောက်အချိန်မီရောက်ရှိသွားနိုင်တဲ့ရှေ့ပြေးလက္ခဏာဖြစ်လာပါတယ်။၎င်းကတရုတ်စင်း ရတဲ့စိုးရင်ပူပန်မှုတွေကိုငယ်တဲ့ရောက်သွားစေနိုင်တဲ့သတင်းဖြစ်ပါတယ်။အကြောင်းကရခိုင်ကန်ယိုးတန်းပေါ်ရှိကြောက်ဖြူမျိုးကမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားရဲ့ဗဟိုချက်ဒါမှမဟုတ်နှလုံးသားသပွင့်အရှိပါလာပါတယ်။အခုအခါတရုတ်နှလုံးသားကိုပြတ်မှတ်ထားတဲ့ကြောက်ဖြူထိုးစစ်ကိုအင်ကမြို့သိမ်းတိုက်ပွဲအထိစစ်ရှင်မြင်လာနေပြီလားစိတ်ဝင်တစားစောင့်ကြည့်ရပါရမယ်။တရုတ်အကျိုးစီးပွားလုပ်ငန်းတို့ကိုအကာအကွယ်ပေးဖို့တရုတ်စီမံကိန်းနေရာတွေအနီးတောင်ကုန်းငယ်ပေါ်မှာတပ်ဆွဲထားတဲ့စစ်တပ်စခန်းကိုအင်ရဲ့တိုက်ခိုက်မှုကပြည်ချင်းမြို့တော်ရှိတရုတ်ကောင် ဆောင်တွေကိုစိန်ခေါ်နေသလိုရှိပါတယ်တရုတ်အကျိုးစီးပွားကိုတိုင်းဟိုက်ချင်းချောင်းလိုက်တာကြောင့်အေးရင်ဆိုင်နေရမယ်တရုတ် PR ကဘလို့လဲတရုတ်နယ်စပ်အခြေဆိုင်ကိုကန်း MND တောင် DNL တပ်ဖွဲ့ရင်းနဲ့မတူတဲ့အာသာချက်တွေအေးမှာရှိနေတာကအမှန်ဖြစ်ပါတယ်ကြောက်ဖြူမျိုးကရန်ပြေကျုံရင်မြောက်ပိုင်းမှာတည်ရှိပြီးကျုံရင်တောင်ပိုင်းမှာရန်ပြေမျိုးတည်ရှိပါတယ်2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ရခိုင်ပြည်နယ်အတွင်းစတင်ခဲ့တဲ့2023ခုနှစ်စစ်စင်ရေးအတွင်းရန်ပြေမျိုးကို3လကြာထိုးစစ်ဆင်ပြီးနောက်2024ခုနှစ်မလ17ရက်နေ့မှာ အင်းကတိမ့်ပိုင်ခဲ့ပါတယ်။အဲ့ဒီကလေးကရန်ပြင်းမြို့ကိုတိမ့်ပိုင်ပြီးအကြောင်းဖြူမြို့ကိုဇက်တိုက်ထိုးစစ်ဆင်မာလာလို့ဆိုရင်စိမ့်နေမြို့ခံပြည်သူအများပြားစစ်ပီးရှောင်ခဲ့ကြပူပါတယ်။စစ်ကောင်စီရဲ့2024ခုနှစ်အောက်တိုဘာလတကောင်စင်းကောက်ယူမှုမှာတောင်ဖြူမြို့နယ်ရဲ့လူဦးရေကို6200 6296ဦးသာဖော်ပြခဲ့ပါတယ်။2014ခုနှစ်တကောင်စင်းမှာတော့လူဦးရေက36352ဖြစ်ပါတယ်။9386ဦးရောင်းနေနေခြင်းဖြစ်ပါတယ်။အဆိုပါပြောင်းဆောင်သွားတဲ့လူဦးရေကစစ်ကောင်စီစီရင်မကောက်နိုင်တဲ့အေးအေးထိန်းချုပ်ဒေသတွေမှာရောက်ရှိနေခြင်းအချားမျိုးတွေကိုပြောင်းရွှေ့သွားခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။တရုတ်ဆိုရကကြောက်ဖြူမျိုးကိုတင်ယူနိုင်ဖို့ဒိုးဆစ်ဆင်ရင်းနေတဲ့အေးကိုဖိအားပေးလာပြီးဖြစ်ပါတယ်။မကြာသေးခင်ကလာရှုမျိုးပေါ်ရက်ကွက်တွေကိုကိုကန့်တပ်ဖွဲ့ MND ကစစ်ကောင် င်စီလက်ထက်ပြန်လည်လွှဲပြောင်းပြင်ခဲ့ပါတယ်။တရုတ်ဆိုရရဲ့အပြစ်ခတ်ရေးဆိုင်စောင့်ကြည့်ရေးဖွဲ့ဦးဆောင်နေအဲ့ဒီဖြစ်စဉ်မှာလာရှုမျိုးဒီကိုရိုင်းကွင်းစင်ကြီးကျက်ဆောင်ရွက်ခဲ့တဲ့အာရှရေးရအထူးကိုယ်စားလှယ်တင်ရှိတင်ကမေလကုံပိုင်းမှာကချင်လူမျိုးရေးတပ်မတော် KIA နဲ့အေအေကိုယ်စားလှယ်တွေကိုတရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ပါတယ်။ဒီလိုတွေ့ဆုံခဲ့စဉ်ပမော်နဲ့ကြောက်ဖြူမျိုးတို့ကိုထိုးစစ်များဆက်မလုပ်ဖို့ဖိအားပေးခဲ့တယ်လို့သတင်းဌာနတွေကဖော်ပြခဲ့ပူပါတယ်။ ကချင်ပြည်နယ်တောင်ပိုင်းဗမော်မြို့ကနိုင်ငံရေးအသက်သွေးကြောသဖွယ်မြောက်ပိုင်းဖြားမှာတောင်ဘက်မြဝကျုံပေါ်ဒီမဟာပြူဝါကြကြဖြတ်တန်းစီစဉ်လျက်ရှိတဲ့အရာရီမြေအတွင်မှာစိတ်ကမ်းမြို့ကြီးဖြစ်ပါတယ်အထက်မြမာပြည်ရဲ့အဲ့ဒီစိတ်ကမ်းကိုတရုတ်နယ်စပ်မှအတူဆုံးကုန်းလန်ခီနဲ့ရောက်ရှိနိုင်တဲ့ဗမော်မြို့ကတရုတ်အစိုးရရဲ့မြန်မာနိုင်ငံအတွင်းရှိပိုလန်မှရပ်ဝန်းတဲ့လမ်းကြောင်း PRI စီမံကိန်းရဲ့ပထဝီမဟာပြူဝါမြောက်မြို့ဖြစ်ပါတယ်ဗမော်မြို့ကို KIA ထိန်းချုပ်နိုင်ရင်မြေရှားတပ်တုတိုက်များဗဟုချက်ဖြစ်တဲ့ပန်ဝါဒေသကိုထိန်းချုပ်နိုင်တယ်လို့တရုတ်အစိုးရနဲ့ ဆက်ဆံရေးမှာထိန်ခွင်ရှာတိုးလာမှာဖြစ်ပါတယ်။ဒါပေမဲ့ပမော်မြို့မှာတရုတ်ရဲ့ရှင်းနီးမြုံနံမှုတွေမြေပြင်မှာတရှိမနေသေးပါဘူး။ပမော်နဲ့နိုင်ရှင်ရင်ကြောင်ဖြူကတရုတ်အစိုးရအတွက်အိန္ဒိယသမုဒ္ဒရာကိုမဟာဗျူဟာထွက်ပေါက်ဖြစ်ပြီးကြောင်ဖြူမှာဒေါ်လာဘီလီယံနဲ့ချီတန်ပိုးကြီးမားတဲ့ရှင်းနီးမြုံနံမှုတွေရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်မြို့နှမြို့ပေါ်တရုတ်အစိုးရရဲ့စိုးရိမ်ရင်မတ်ကွာချချက်ကိုမှန်းဆနိုင်ပါတယ်။ဒါကြောင့်ဒေါ်လာဘီလီယံနဲ့ချီတန်ပိုးကြီးမားတဲ့တရုတ်ရှင်းနီးမြုံနံမှုတွေတရှိရာကြောင်ဖြူမြို့ကိုတင်ယူနိုင်ရေးအေအေထိုးစစ်အခြေအနေကိုပုံမို သိရှိနိုင်ဖို့ Google အမည်ပုံပေါ်မှာစစ်တပ်ရဲ့တရင်တည်နေရများတရုတ်စီမံကိန်းနေရများအနီးဝန်းကျင်ကျေးရွာတချို့နဲ့တဘာဝတံငွေပိုင်လိုက်တိစောက်ဖြတ်တန်းသွားလာတဲ့နေရာတွေကိုဖော်ထုတ်လိလာတုံသက်ကြည့်ခဲ့ပါတယ်။ မြေပြင်မှထွက်ပေါ်လာတဲ့တိုက်ပွဲသတင်းတွေပေါ်အခြေခံထားပြီးမြေပုံလိလချက်အရရန်ပြင်းကျုံမြောက်ပိုင်းအစွန်ရှိကြောက်ဖြူမြို့ကိုကျုံရဲ့တောင်ပိုင်းရန်ပြင်းမြို့ဘက်မှ၎င်းကြောက်ဖြူမအီကလန်အတိုင်းကြောက်ဖြူမြို့နယ်အတွင်းရှိစနေမြို့နယ်မှ၎င်းအီကကြောက်ဖြူမြို့ရဲ့အချက်အချာနေရာတွေကိုဝိုင်းပတ်ပိတ်ဆို့ထားပုံရပါတယ်။ဒါကြောင့်တရုတ်ဒုကုစလဲတင်ရှိကျင်းကအီကောင်းဆောင်ပိုင်းကိုတွေ့ဆုံပြီးကြောက်ဖြူဒုစင်ရက်တက်မှုဖိအားပေးလာတာဖြစ်ပါတယ်။ဇွန်လနေ့ရက်နေ့မှာညီနောင်မဟာမိတ်သုံးဖွဲ့ကငလင်ပင်ကယ်ဆယ်လုပ်ငန်းများဆောင်ရွက်နိုင်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတပတ် သက်အပြစ်ခတ်ရစဲခြင်းကိုစွန်လကုန်တီတိုးမြင့်ကြောင်ထုတ်ပြန်ခဲ့ပါရယ်အဆိုပါထုတ်ပြန်ချက်နဲ့တရုတ်ထူးကိုယ်စားလှယ်တင်ရှိခြင်းရဲ့ထိုးစစ်များရပ်တန့်ဖို့ဖိအားပေးမှုသတင်းတွေကရှေ့စဉ်နောက်စဉ်ထွက်ပေါ်လာတာဖြစ်ပါရယ်အပြစ်ခတ်ရကြီးညာပြီးကြောက်ပြူမျိုးနဲ့မှလက်တလုံးအေအေးရဲ့ထိုးစစ်တွေရဆိုင်ထားတယ်လို့သိရပါရယ်ဒါပေမဲ့လည်းတညောင်းရီရေတပ်ဌာနချုပ်အမှတ်30နေရဲတပ်ရင်ခလာရ34နဲ့ပင်လယ်ပြင်တဲရှိစစ်ရင်ရင်ကအေအေးတက်ရှိတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့နေ့စဉ်ပြစ်ခတ်နေရလို့ဆိုပါရယ်ဒါကြောင့်ရန်ပြေကျွန်းတောင်ပိုင်းကိုကန့်လက်ဖြတ် သံတွဲတိဆောက်ထားတဲ့တဘာဝတန်းွေပိုင်လိုင်းလမ်းကြောင်းပေါ်လမ်းနက်ကြီးကြီးမတော်တဆကြောင်းရောက်ပြီးပိုင်လိုင်းပောက်ကွဲနိုင်တဲ့အခြေအနေမြင်မာတာကိုလည်းမြေပုံလိလာချက်တွေရမှန်းဆနိုင်တယ်လို့ ဖော်ပြထားပါတယ်။ရန်ပြင်းမျိုးကိုအေးအေးသိမ့်ပိုက်ထားတာတနည်းကြောင့်ရှိပြီးဖြစ်ပါတယ်။ဒါအပြင်ရန်ပြင်းကျွမကုန်းလန်းထွက်ပေါက်ဖြစ်တဲ့ကြောက်ဖြူမအီတောင်ကုန်းအဝေးပြေးကလန်းကြောက်ဖြူမအီအန်အဝေးပြေးကလန်းအန်းနဲ့တောင်ကုန်းမျိုးတွေကိုအေးအေးကသိမ့်ပိုက်ထားတာဖြစ်ပါတယ်။ဒါကြောင့်ကြောက်ဖြူကအေးတပ်ဖွဲ့များဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရတဲ့အတွက်ရေလန်းထွက်ပေါက်နဲ့လီလန်းကြောင်းသာရှိပါတော့တယ်။ကြောက်ဖြူထိုးစစ်မတိုင်မီအထိမြို့ပေါ်ရှိစက်ကောင်စီရဲ့ခမရ940နဲ့943နဲ့ခလာရ34တန်ရင်များရှဲတန်ရင်30နဲ့ရခိုင်တန်ယိုတန် ်လုံကျုံ၏အကြီးဆုံးရေတပ်စခန်းဖြစ်တဲ့တညဝရီရေတပ်ဌာနချုပ်တို့ကကြောက်ဖြူမျိုးအီအီလက်အောက်မကြောက်စေဖို့တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကိုကာကွယ်ခန့်စစ်အနေထားနဲ့တာရှိနေခဲ့ပါတယ်။ရခိုင်ကပြုလုပ်ခဲ့တဲ့ရန်ပြင်းမျိုးကိုပြန်လဲသိမ့်ပိုင်နိုင်ဖို့ကြီးရည်လေးတံပြန်ထိုးစစ်တွေကလည်းမအောင်မြင်ခဲ့ပါဘူး။ကြောက်ဖြူထိုးစစ်ကတပ်တန်း16နှစ်တာရှိသေးတဲ့အီအီတပ်ဖွဲ့အတွက်စစ်ကောင်စီနဲ့တရုတ်ဆိုရာကိုတပြိုင်နက်ထိုးစစ်ဆင်တယ်လို့ဖြစ်နေပါတယ်။တကယ်လို့အီအီကတရုတ်ဖိအားကိုဂရုမစိုက်ပဲကြောက်ဖြူမျိုး တင်းစစ်စင်ရေးကိုဆက်လက်ဆင်နွှဲမယ်ဆိုရင်၎င်းက2021ခုနှစ်စစ်အာဏာသိမ်းချိန်ကစပြီးတရုတ်ကျိုးစီးပွားကိုအကြီးကျယ်ဆုံးထိခိုက်မယ်စစ်ပွဲကြီးဖြစ်လာပါလိမ့်မယ်။ ထို့အတူကြောက်ဖြူမျိုးရဲ့အေးအေးသိမ့်ပိုင်နိုင်ရင်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့တရုတ်ကောင်းဆောင်များအကြားဆက်ဆံရေးအပေါ်ကြီးမားတဲ့အကျိုးသက်ရောက်မှုများဖြစ်ပေါ်လာပါလိမ့်မယ်။ရုရှားခီးစင်တွင်တရုတ်သမ္မတရှီဂျင်ပင်ကမင်းအောင်လိုင်းကိုတွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားတွေကိုအကာအကွယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။မင်းအောင်လိုင်းကလည်းအတက်နိုင်ဆုံးကာကွယ်ပါမယ်လို့ကတိပေးခဲ့ပါတယ်။ကြောက်ဖြူမျိုးကိုစစ်ကောင်းစီတက်လက်လွတ်လိုက်ရမှာကမခံမနိုင်တဲ့တရုတ် PR တွေကိုမင်းအောင်လိုင်းရင်ဆိုင်ရပါလိမ့်မယ်။ကြောက်ဖြူထိုးစစ်ကအေးအေးကောင်းဆောင်ထွန်မြတ်နိုင်ရဲ့ကောင်းဆောင်မှုကိုအကြီးမားဆုံးစမ်းသပ် ်မဲ့စစ်ပွဲဖြစ်ပါလာပါလိမ့်မယ်။ဒါရှုသင်ကန်းစာကိုရယူထားပြီးဖြစ်မယ်လို့ယုံကြည်ထားတဲ့ထွန်မြတ်နိုင်ကကြောက်ဖြူထိုးစစ်ကိုအောင်နိုင်ပါကတရုတ်ဖိအားကိုပြတ်သားစွာအန်တူးဆန့်ကျင်နိုင်တဲ့တိုင်းသားတော်လိုင်းလက်နက်ကင်ဖွဲ့စည်းဖြင့်ရခိုင်ပြည်သူများတာမကတနိုင်ငံလုံးရှိပြည်သူတရလုံးရဲ့လေးစားကွန်ပျူမှုနဲ့အတူလက်နက်ကင်တော်လိုင်းရဲ့တပ်ဦးနေရာမှာဥစားမှုအခန်းကဏ္ဍကိုရယူနိုင်တဲ့အထိတလန်းလာနိုင်မှာဖြစ်ပါကြောင်းတုံသက်တင်ပြလိုက်ရတယ်လို့စောင်းပွားမှာရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။